မြန်မာနိုင်ငံမှာအကြီးမားဆုံးသောငလျင်တန်းကိုခန်းစားခဲ့ရပြီးပေမယ့်ဧပြီလမှာကျင်းပမယ့်တကြံပွဲကိုဆက်လက်ကျင်းပမှာဖြစ်ပြီးတကြံမန်တက်တွေစားဖို့အတွက်မန္တလေးကျုံပေးမှာမိခိုနေကြတဲ့သူတွေကိုဖယ်ခိုင်းပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားရက်ချက်စတာစကီခွန်တသမခွန်အဆင်းရှိရဲ့အင်အားအလွန်ပြင်းတဲ့ငလင်ကြီးလောက်ခတ်မှုကြောင့်ငလင်ဘေးတဲ့ဒေတာများမှာဒုက္ခရောက်နေကြပေမဲ့ရိုးရာတကြံပွဲတော်ကိုဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကအေဘီလာတရက်နေ့ညနေပိုင်းမှာကြေညာလိုက်ပါတယ်မနေ့ကအေဗီလာတရက်နေ့ညပိုင်းသတင်းထုတ်လွှင့်မှုမှာနလင်ဘေးတဲ့ဒေတာတွေမှာထိခိုက်သေးဆုံးမှုအများပြားရှိနေတဲ့ဖြင့်ဝန်ထဲချိန်ခွဲနေရ၍ပျော်ပွဲရှင်ပွဲမပါသောရိုးရာတကြံပွဲတို့ကိုတော့ဖြစ်အောင်ကျင်းပမယ်လို့ကြေညာလာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာဆိုရင်လည်းငလင်တန်းကိုအများဆုံးခံခဲ့ရတဲ့မြို့ကြီးတစ်မြို့ဖြစ်တဲ့မန္တလေးမြို့မှာတကြံမန်တပ်များဆက်လက်ဆောက်လုပ်ဖို့အတွက်ညွှန်ကြားထားတယ်လို့လည်းသိရှိရပါတယ်။ ဒါအပြင်ရန်ကုန်မြို့မှာလည်းမြို့တော်ဝန်မှန်းတပ်ကိုဆက်လက်စားလုံနေတယ်လို့ဒေသခံတွေကပြောပါတယ်။အလုတ်သမားတွေဆက်ပြီးတော့စားလုံနေကြတာကိုကိုယ်တိုင်တွေ့ခဲ့တယ်လို့ဆိုကရန်ကုန်မြို့နယ်မြို့တော်ခမ်းမအမှတ်တိုင်းမှာအလုတ်ဆင်းပြီးအိမ်ပြန်တက်တဲ့အသက်30ကျော်အရွယ်အမျိုးသားတဦးကပြောပါရယ်။ငလင်ကြီးလောက်ခတ်အပြီး9ရက်ကျော်ကြာတဲ့အထိနောက်ဆက်တွဲငလင်များဆက်လက်လောက်ခတ်နေဆဲဖြစ်ပြီးလက်ရှိအချိန်ထိသေဆုံးသူ3300ကျော်ရှိလာခဲ့ပြီလဲဖြစ်ပါရယ်။ အတူပအိမ်ပေါ်တက်ပြီးဆိုင်းမပါပဲအတန်တိတ်တက်ကမဲပေါ်ဗျာဘသူတေးသေးငတိမာရင်ပြီးရောပဲလေဒီကောင်တွေကဆက်ဆုပ်ဖို့အရန်ကောင်းနေပြောစရာစကားမရှိတော့ဘူးဟုဆိုကငလင်တန်းကြောင့်နေပြည်တော်မှာနေထိုင်တဲ့အမားဖြစ်သူကိုတည်ဆုံခဲ့ရသူတအူးကပြောပါတယ်။ဒါအပြင်တကြံမန်းတက်ဆောက်ဖို့အတွက်ဆိုပြီးကျုံးပေးမှာနေထိုင်နေတဲ့ငလင်ပေးတဲ့ပြည်သူတွေကိုဖယ်ရှားခိုင်းနေတယ်လို့လည်းဒေသခံတအူးကပြောပါတယ်။ကျုံးပေးမှာနေတဲ့ငလင်တန်းပေးတဲ့ရှောင်းနေတဲ့သူတွေကိုအကုန်လုံးကိုဖယ်ခိုင်းနေပါတယ်။ ဘာလို့လဲဆိုတော့မန်တက်ဆောက်မလို့ဆိုပြီးတော့လာဖယ်ခိုင်းနေတယ်လို့ကြားပါတယ်။မင်းကဖယ်ခိုင်းနေတာပါဟုဆိုကအဆိုပါဒေတာခန်ကပြောကြားခဲ့ပါတယ်။ထာအပြင်မန္တလေးမှာငလင်းတန်းကြောင့်ပြိုကျပျက်စီးနေတဲ့အိမ်တွေကို15ရက်အတွင်းအရှင်တွေကရှင်းလင်းပေးရမယ်လို့လည်းဖိအားပေးခံနေရကြောင်းဒေသခံတွေထံမှသိရှိရပါတယ်။အိမ်တွေကိုဒီနေ့ဒါမှမဟုတ်မနက်ဖြန်အကုန်လုံးလာရှင်းမယ်၊လာဖြတ်မယ်ပေါ့ဗျာ။ အဲ့ဒါကိုအပြတ်မခံခြင်းမူဆိုရင်15ရက်အတွင်းကိုဘာသာဖျက်ရမယ်လို့ပြောပါတယ်ဟုဆိုကမန္တလေးဒေသခံတဦးကပြောပါတယ်။အင်အားပြင်းကလေးကြောင့်မြန်မာပြည်တွင်ပျက်စီးဆုံးရှုံးမှုတွေကိုသတင်းလာရောက်ယူဖို့အတွက်နိုင်ငံတကာသတင်းဌာနအသီးသီးရဲ့တောင်းဆိုမှုကိုလည်းပယ်ချထားတာဖြစ်ပြီးလက်ရှိအချိန်မှာတော့ပြည်သူတွေကသာခါးဆီးပြီးတော့ခံနေကြရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ဘလောက်ပဲဒုက္ခတွေရောက်နေကြပါစေမြမရိုရာတကြံပွဲကိုတော့အပြတ်မခံပဲရအောင်ကျင်းပသွားမှာဖြစ်တယ်လို့တရားဝင်ကြေညာလိုက်တာပဲဖြစ်ပါတယ်